အသက်20ကျော်လူငယ်လေးတယောက်တာမန်လူတွေလိုပဲတာမန်နေထားလေးနဲ့တာမန်ဘွားတစ်ခုကိုဖြတ်တန်းနေဘာမှထူးထူးခြားခြားမရှိဘူးအားလုံးပုံမှန်ပဲကျွန်တော်ကတော့မူပြဲမှာနေတော့ဗောနမရတော့မောင်ကျော်ဆန်းအသက်က29စီဆက်မှာစီကျိတ်လာတနေ့တော့သူကတူငယ်ချင်းတယောက်ကိုခေါ်ပြီးဈေးသွားဝယ်ဖို့လုပ်တယ်ဈေးနမရပီကင်းစီတဲ့ဒီမောဆိုနောက်ဖက်ချန်ဈေးပေါ့ နှစ်ယောက်သားစိုက်ကယ်လေးစီးပြီးဈေးဝယ်ဖို့ထွက်လာခဲ့ကြတာဈေးနာလဲရောက်ရောအဲကျွန်တော်ဒီဈေးကိုတောင်းအဲ့နဲ့စိုက်ကယ်စီးနဲ့မိတော်တော့ပေါ့အဲ့နဲ့လည်းဖြတ်လိုက်ရတော့လေချောင်းတိုက်ခိုက်မှုကြောင့်လက်တစ်ဖက်ဖြတ်လိုက်ရတော့ပေါ့တာမန်လူငယ်လေးဟာဈေးသွားဝယ်တာပဲရှိတယ်စစ်ဝစ်စုံလည်းမွေထားဘူးလက်နဲ့လည်းမကင်ထားဘူးတာမန်အရသားတယောက်ပဲသူ့လိုကိုလိုပြည်သူတယောက်ပဲသူ့လိုကိုလိုနေ့စဉ်ပုံမှန်လှုပ်ရှားနေရပဲရှိတယ် ဒါပေမဲ့မြန်မာနိုင်ငံမှာပုံမှန်သွားလာလှုပ်ရှားနေရတာမှမလုံခြုံတော့ဘူးပြည်သူတွေရဲ့ဘဝဘလို့မှမလုံခြုံအနေကဈေးသွားတာဈေးသွားရင်လည်းလင်းလာတာပေါ့အဲ့လိုလမ်းတစ်ဝက်မှာကျဲခံပြီးတော့ဆိုင်ကယ်ဈေးသွားတာဆိုင်ကယ်ဈေးနဲ့လင်းလာကျဲတော့အဆဆင်ပြီးတော့အဆတော့ကြီးမထင်တာပဲတန်ရာကြီးရဲ့ဆိုတော့ကျွန်တော်ရှိမှာကားရဲ့ဆိုင်ကယ်ရဲ့ဘီနာအဖိုးတွေပေါ့လူတွေအရလောက်အများ လင်းလာတာတော့မတွေ့ရပါဘူးနောက်ကြောနေလာတယ်ဆိုတော့အတန်တော့ကြားတယ်ဒါနီးလာပြီတဲ့ဆိုတော့တန်မျိုးပေါ့ပြေးဖို့လည်းရှိမိမိလားပြေးဖို့မမီတော့အောင်ဆိုင်ကယ်ပေါ်မှာဆိုတော့ဒါကစစ်ပွဲကြမှာနေထိုင်နေရတဲ့ပြည်သူတွေရဲ့တကယ့်အဖြစ်မှန်နေပါပဲဘယ်အချိန်မှအနေနဲ့ကြာလာနိုင်မလဲဘယ်သူမှကြုံမသိနိုင်ဘူးဘယ်အချိန်မှလင်းကျဲခံရမလဲဘယ်သူမှကြုံမသိနိုင်ဘူးသွားရင်လာရင်နဲ့ပဲကောင်းကင်ဘောကနေဘုံတွေကြာလာတာပဲပြေးဖို့လည်းအချိန်လုံးဝမရဘူးဖြစ်ဖြစ်ရှင်တော့မတိလိုက်ဝဆိုင်ကယ်ထပ်မောင်းနေတာ ထမောင်းတော့တကယ်ရှင်ကပြောမှပဲလက်မှာတွေးနေတယ်ဆိုဘာဘာလုံးမိလဲပေါ့အခါမှကျွန်တော်ကြည့်မိတာအခါမှတီးရတာပေါ့လက်ထိတော်ပြီဆိုတော့ရုပ်တည့်ရည်ဆိုတော့မတီးလိုက်ပေါ့ဖြစ်မယ်ဆိုလည်းမထင်သားပေါ့ဘယ်လို ခန္ဓာကိုယ်ကဒီလိုပဲတုံ့ပြန်တတ်တာထင်တယ်။တခါတလေမှအရန်ထူပူနေရကိုကိုကိုနာနေမှလည်းမသိတော့ဘူး။သူ့လက်တစ်ဖက်ထိသွားတာတောင်မှသူမသိနိုင်လောက်အောင်ထိ ਉ အရန်အောင်ထူပူနေခဲ့မှာပဲ။သူ့တငယ်ချင်းကလမ်းပြောလိုက်တဲ့အချိန်မှာဘလောက်တောင်မှလမ်းပြန်သွားလိုက်မလဲ။ဒီခဏလေးတွေမှာကို့ဘွားကြီးကလုံးဝပြောင်းလဲဖြစ်သွားလိမ့်နော်။ဖီတာစုကဝေးနေတော့တိမ်ပြီးအိမ်လည်းမရောက်ဖြစ်ကြကြာပြီ။အခုကမူပြသေးဆိုတော့ဒီတွာလာဖို့ခက်ခဲတော့ဗျ။ကြည့်ဖို့လည်းအဆင်မပြေဘူး။ အတော်လေးပဲသူတော့ဒီမှာတော်တော်လေးကူညီပေးပါတယ်နေဖို့ထိုင်ဖို့ဆေးရုံမှာတလားလောက်ကြာပါတယ်ကခုတော့အသာကျလာပါပြီဖြည်းဖြည်းချင်းပေါ့လေချောင်းတိုက်ခိုက်မှုကြောင့်ဒုက္ခနာကိုရင်ထိခိုက်သွားတာမဟုတ်ဘူးသူ့ဘဝမှာအပြောင်းလဲအကြီးအကျယ်ဖြစ်သွားတယ်သူအရင်ကလုပ်ခဲ့တဲ့စီဆက်မှာစီချိတ်တဲ့အလုပ်လဲလုပ်လို့မရတော့ဘူးအဲ့မှာအလေးပင်နေမှာတော့အခုလက်ရှိဒုက္ခနာကိုအခြေအနေနဲ့အဆင်မပြေတော့ဘူးတဲ့ဘာလို့ပြောင်းလဲဆိုတော့လှုပ်ရှင်တိုင်းလှုပ်လို့မရဘူးပေါ့ စိတ်သွားတိုင်းလဲကိုမပါတော့ပုံစံမျိုးဖြစ်သွားတာအခုဆိုတော့ကားကတော့မောင်းလို့မရတော့ဘူးခက်ခဲတော့ဗောလှုပ်ရှင်လာတော့များတော့ဗောအရင်လိုပဲကားတွေပြန်မောင်းရှင်တော့ဗောအဆင်မပြေရများတော့ရောင်းဝယ်တော့ပဲဆင်ပြေမှာလဲရှင်လာလဲလှုပ်ရှင်လာဆိုတော့လက်လက်တူးတော့ဗောတင်တန်းနေတော့ရှင်တော့တက်ရှင်တော့ဗောလက်တဖက်နဲ့ဆင်ချင်တော့ဆင်ပြေမဲ့ဟာဗောအခုဆိုရေတောက်ဖို့တော့မခက်ခဲတော့ဆိုတော့ဆိုရေခွက်ကင်ဖို့က ဗတ်တဖက်ဖွင့်ဆိုရင်တဖက်ခွက်ကင်ဝမလွယ်ပေါ့နင်းလက်လက်တူတော့တနေ့လောက်စားရမယ်ပြောတော့လက်တူရရင်တော့အခုလိုထဲတော့ပူပြီးတော့လုံနိုင်မယ်လို့ထင်တယ်ပဲစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သူ့မှာအရင်လိုလုံနေကြအာထမင်းစားရည်တောက်တောင်ခက်ခဲနေရတယ်အလုပ်တွေလည်းအရင်လိုမလုပ်နိုင်တော့ဘူးသူ့ရဲ့လက်တစ်ဖက်ပဲပြတ်သွားတာမဟုတ်ဘူးသူ့ရဲ့နေစဉ်ဘဝကဖျက်ဆီးခံလိုက်ရတာ ဒါရောခန္ဓာကိုယ်ကတန်ရာဆိုတော့ကျမတို့အပြင်ကနေမြင်ရတဲ့တန်ရာပဲရှိသေးတယ်။စိတ်ထဲမှာရှိနေတယ်မမြင်ရတဲ့တန်ရာတွေရောဘယ်လိုများနေမလဲ။သူ့အနေနဲ့ဘယ်လောက်တောင်ထိခိုက်ခံစားနေရမလဲ။လင်းတန်ချရင်တော့လန့်တော့ပေါ့။အရင်ထက်တော့ပူပူပြီးတော့ကြောက်တော့ပေါ့။ဘယ်လိုလဲဆိုတော့အပြင်မရှိတဲ့လူလုံးပြီးတော့စိတ်မကောင်းပါဗျာ။မတရားလို့တော့ခံစားရတယ်။တကယ်လို့ဘယ်လိုပြောမလဲတရားဆွဲလို့ရရင်တော့ဆွဲရှင်တော့ပေါ့ဗျာ။ ခါလီစုကိုလှုပ်လှုပ်ရှင်တဲ့အာစုမလှုပ်ရဘဲနဲ့သူတို့ဒေါ်လာထမ်းမိတယ်ပေါ့အမေတို့ကသူ့မှာဒီလိုအခြေအနေကြီးကြုံရတာဘလောက်တောင်ခံပြင်းလိုက်မလဲကိုပါတာအေးစေးစေးသွားဝယ်ရလေးပဲရှိတာ哦အကျန်းဖတ်စစ်တဲ့ရုံမာတဲ့လေချောင်းတိုက်ခိုက်မှုကြောင့်ဒီလိုအခြေအနေကြီးဖြစ်ခဲ့ရတယ်ပီကင်းဈေးဆိုတာလေဈေးဆိုင်လေးတွေကွက်ချာကွက်ချာဖွင့်ထားတဲ့နေရာလည်းမဟုတ်ဈေးရောမဈေးအကြီးဆိုင်တွေကလည်းအများကြီးပြည်သူတွေလှုပ်ရှားသွားလာနေတဲ့ဈေးတစ်ခုဆိုတာလုံးဝအထင်ရှားကြီး ရှင်ရန်စင်မြင်ပြန်လည်းမဟုတ်ဘူးတိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့လည်းမနီးဘူးပြည်သူတွေပဲဈေးရောက်ဈေးဝယ်လုံနေတာအဲ့ဒါကိုလည်းတိတာထင်ရှားနေတဲ့နေရာမျိုးအဲ့လိုနေရာအောင်မှဘာဖြစ်လို့ဘုံကျဲတိုက်ခိုက်ရတာလဲပြည်သူတွေများလို့ထင်တာပဲပြည်သူတွေကိုပြစ်မှတ်ထားတယ်လို့တကယ်တော့သူကြည့်ပြီးပါတယ်ဘာလဲဆိုသူတို့ထိနာလို့လည်းဖြစ်လည်းဖြစ်မှာပေါ့အနည်းပေါ့ဒီစစ်ဆောင်စခန်းတွေကိုပဲပို့ပြီးတော့ပြစ်မှတ်ထားတယ်ပေါ့ International Humanitarian Law IHL လို့ခေါ်တဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေဓမ္မမုတ်စစ်မှတ်ဥပဒေဘက်ကနေစဉ်းစားရင်အယက်သားပြည်သူတွေဆိုတာပြစ်မှတ်ထားတိုက်ခိုက်တာမျိုးဘတော်မှမလုပ်ရအောင်ကိုစစ်စီလုံးမဲ့နေရာနဲ့အယက်သားတွေနဲ့နီးနေရင်တောင်မှအတက်နိုင်ဆုံးအထိခိုက်နည်းအောင်ထည့်သွင်းစဉ်းစားပေးရမှာမျိုး ဥမာပြောရရင်ကျမတို့တော်လည်ဘက်ကတက်ဖွဲ့ရီဆိုရင်စစ်စင်ရေးမစခင်မှာအရက်သားတွေကိုအတိပေးတာမျိုးတတိပေးတာမျိုးကဲထုတ်ပေးတာရွှေ့ပြောင်းပေးတာမျိုးအဲ့ဒါတွေကိုအရင်လုပ်တတ်ကြတယ်ပြီးမှသာစစ်စင်ရေးကိုဖော်ဆောင်ကြတာဥပဒေကြောင့်ရပဲကြည်ကြည်ကျင့်ဝတ်ပိုင်းရပဲကြည်ကြည်အရက်သားပြည်သူတွေကိုပြစ်မှတ်တာတိုက်ခိုက်တာမျိုးကလောက်ကိုမလုံရမယ့်အရာပဲ အရသာဆိုတာဆေးပြင်းမမဟုတ်ဘူးဈေးရောက်သူဈေးဝယ်သူတွေဆိုတာဆေးပြင်းမမဟုတ်ဘူးဈေးဆိုတာဆေးပြင်းမမဟုတ်ဘူးအများပြည်သူပိုင်းနေရာတွေဆိုတာဆေးပြင်းမမဟုတ်ဘူးအခုကိုအောင်ကျော်ဆန်းကြုံခဲ့တဲ့အခြေအနေတွေဆိုတာကန့်ဆိုးတာမဟုတ်ဘူးမတော်တဆမဟုတ်ဘူးစစ်မှတ်ဥပဒေကိုပြောင်ပြောင်ထင်းထင်းချိုးဖောက်နေတာစစ်တပ်ရဲ့ရုံမှရက်ဆက်မှုတွေတည်းကတခုပဲဒါပေမဲ့စစ်တပ်ကဘလောက်ပဲရက်ဆက်ရုံမှနေပါစေကိုအောင်ကျော်ဆန်းကိုအလဲမထိုးနိုင်ခဲ့ဘူးကိုအောင်ကျော်ဆန်းကကိုကိုကိုပြန်လဲတိဆောက်နေတယ် သူ့မှာမျောလင်းချက်တွေရီမန်းချက်တွေရှိတယ်။မျက်နှာအမူအရာပြုံးပြုံးလေးနဲ့ဘဝကိုရှေ့ဆက်လျှောက်နေတယ်။နောက်ပြီးသေချာတာတစ်ခုကတော့သူကဘယ်တော့မှစီးပြစ်မှတ်မဟုတ်ခဲ့ဘူး။အဲ့ဒါကြောင့်အရသားများသည့်စီးရီးပြတ်မှတ်မဟုတ်ဆိုရဲကျမတို့ရဲ့ကမ်ပိန်းကနေတဆင့်တဦးချင်းတယောက်ချင်းစီကနေစလို့အားလုံးအမှန်တရားအတွက်အသံထွက်ပေးကြဖို့အမှန်တရားဘက်ကနေရက်တီလှုံ့ဆော်ပေးကြဖို့တိုက်တွန်းရင်းနဲ့ကမ်ပိန်းမှာပါဝင်ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။